sai du i'm okay naga me be james on and be the me yo soy acá ya me menta ya na ni me menta so na yo te yo တချင်းနဲ့ဖီးခဲ့ရလဲဆိုတော့လေအဲ့ဒီရုပ်သေးရုပ်တချင်းဆိုရင်လဲနားထောင်ကတကယ်ကိုလေဟိုအချစ်တချင်းလေးတပုတ်ကိုလုံးဝဟိုနားထောင်လို့ကောင်းတယ်ပြီးတော့ဟိုပြောရမယ်ဆိုရင်အဲဒုနှစ်အောင်ကြောင်းဆိုလို့ရှိရင်လဲ ကိုရဲလေးနဲ့ဆိုတာလေဝိုင်းလေးကလည်းကိုရဲလေးရဲ့ fan လည်းဟုတ်တယ်။နောက်ကိုသားကြီးရဲ့ fan လည်းဟုတ်တယ်ဆိုတော့ဒီသချင်းလေးကဒီနေ့ညမှာလည်းစုံမလားမသိဘူး။အဲ့သချင်းလေးအရင်နားထောင်ခြင်းနေပါပြီ။ဟုတ်။အယောင်နဲ့တယောက်ပြောဆွဲဆိုချီစေခဲ့တယ်။အဝလက်တွဲပေါ်လို့သူ့ကိုရည်ရွယ်ခဲ့ပြန်။ဒီပုံစံလေးတိုင်းမဲ့ကောင်းတဲ့ရွှေပြောင်းမှုရှိငါအစီအစဉ်တွေဆွဲထားတာတနေ့ပေါင်းဖို့တီ။ဘာလို့တော့ပြန်တီးပြီးတော့မှတေချာလေးရိုက်ကူးထားတာကိုတွေ့ရတဲ့အခါမှာဟိုအရင်အားစိုက်ထုတ်ထားတာလည်းတွေ့ရတယ်။ပြီးတော့ဒီ album ကိုမလုတ်ခင်ကတည်းကအကိုကဟိုဒါမျိုး idea လေးတွေရှိရဆိုတော့ဘာနည်းကလဲဟာကောင်းတယ်ချပေါ့နော်ဟိုကိုယ့်ရဲ့တချင်းတွေကိုကိုပြန်ပြီးတော့မှဟိုတိတိချာချာတက်တက်ရက်ကလေးနဲ့အကိုကအားစိုက်ထုတ်ထားဖြစ်တဲ့အတွက်အရင်အားပေးပါတယ်ဟိုဒါဂီတမှာလည်းတကယ့်ကိုအကိုရဲ့အလုပ်လုပ်တဲ့အခါမှာလေးလေးနက်နက်နဲ့တိတိချာချာတက်တက်ရက်လုတ်တက်တဲ့အချင်းုံလဲအဲဝန်လေးကတင်ယူရပါတယ်ဟုတ်ကဲ့ Chamei a minha ုတ်အဲဒီနေ့ကကိုသားကြီးရဲ့ comeback လို့လည်းပြောလို့ရရပေါ့နော်အဲအကိုသားကြီးကဝန်လေးတို့နုပညာဆလန်းတဲ့ချိန်ကလေးကအကိုရဲ့ဒီ VCD promotion တွေမှာလည်းလက်မှတ်ထိုးဖို့အတွက်အကိုကနေပြီးတော့တက်တက်ဆကလေးလေးပေါ့အဲဝန်လေးကိုဖိတ်ခေါ်ခဲ့တယ်အဲ့ကလေးကနေပြီးတော့မှအခုဒီနေ့ဆိုလို့ရှိရင်အကိုရဲ့အောင်မြင်ခဲ့တဲ့တည်တခြင်းတွေများစွာကိုပြန်လဲစမ်းသစ်တည်ထွင်ပြီးတော့မှအဲဒါတိခတ်ထားတဲ့ ဲတေးဆီရီအယ်ဘမ်လေးအကိုရဲ့ခမ်းဘက်ပေါ့နော်အဲ့ဒီပွဲလေးမှာလည်းဝမ်လေးကလာရောက်အားဖြည့်ပေးတာပါရှင်ဟုတ်ကဲ့နောက်ပြီးလို့ရှိရင်မအိမ်ချစ်တို့အဲကိုရဲလေးတို့နဲ့ဆိုခဲ့တဲ့တချင်းတွေပောက်တချင်းတွေကြီးပဲပေါ့နော်ဒါတွေအကုန်လုံးကကိုသားရေခဲ့တာဆိုတော့အဲ့ဒီတချင်းတွေအကုန်လုံးကိုပြန်တီးပြီးတော့မှအကိုကိုတိုင်းပဲပြန်ဆိုထားတာဖြစ်တဲ့အတွက်တကယ်နောက်ထပ် version လေးတစ်မျိုးရတာရှိရှိနဲ့နားထောင်ရမှာပါဝမ်လေးကတော့နားထောင်ပြီးသားပါပဲ ဆယ်ဘုတ်ထဲမှာပိုကြိုက်ဆုံးတဲ့ဘုတ်လောက်ပါတယ်။မလီကအကုန်လုံးကြိုက်တယ်။မလီကဆယ်ဘုတ်လုံးကြိုက်တယ်။ဘာလို့လဲဆယ်ဘုတ်လုံးကလည်းပေါက်ချင်းနေပြီပဲ။ဆိုတော့အဲဥမာအငွေ့သက်များလို့ဆိုလို့ရှိရင်အကိုရဲ့ version လေးနဲ့လည်းတစ်မျိုးမိုက်တာပဲ။အဲပြီးလို့ရှိရင်နောက်မှအီတီချိုစီတီဆိုထားတဲ့ဒီ never give up ဆိုတဲ့သချင်းကလည်းကိုသားကြီးရဲ့ version လေးနဲ့ပြန်တီးပြီးတော့ဆိုထားတာဆိုတော့အဲ့သချင်းကလည်းနားထောင်လိုက်တာနဲ့ဟိုခွန်အားအပြည့်နေပေါ့နော်။အဲတစ်မျိုးလေးနားထောင်လို့ကောင်းပါတယ်ဟုတ်။အဲသချင်းတွေကတော့အကိုရဲ့သချင်းတွေကတော့တကယ်ဟိုအကြောင်းအရာအဖြစ်ရောခိုင်မာတဲ့ music music ပုံစံတွေဖြစ်တဲ့အတွက်အခုပြန်ပြီးတော့ဒီ ီဘန်နဲ့ပေါ့နော်ပြန်တီးပြီးတော့มาတေချာလေးရိုက်ကူးထားတာကိုတွေ့ရတဲ့အခါမှာဟိုအရန်အားစိုက်ထုတ်ထားတာလည်းတွေ့ရတယ်ပြီးတော့ဒီ album ကိုမလုတ်ခင်ကတည်းကအကိုကဟိုဒါမျိုး idea လေးတွေရှိရဆိုတော့ဝိုင်းကြီးကလည်းဟာကောင်းတယ်ချပေါ့နော်ဟိုကိုယ့်ရဲ့တခြင်းတွေကိုကိုပြန်ပြီးတော့မှဟိုတိတိချာချာတက်တက်ရက်ကလေးနဲ့အကိုကအားစိုက်ထုတ်ထားဖြစ်တဲ့အတွက်အရင်အားပေးပါတယ်ဟိုဒါဂီတမှာလည်းတကယ့်ကိုအကိုရဲ့အလုတ်လုတ်တဲ့အခါမှာလေးလေးလတ်လတ်နဲ့တိတိချာချာတက်တက်ရက်လုတ်တတ်တဲ့အချက်ုံလေအဲဝိုင်းကြီးကတင်ရပါတယ်ဟုတ်ကဲ့ဟုတ်အအကိုနဲ့ကတော့ဒီအမှုပညာအလုပ်ငန်းမှမဟုတ်ဘူးပေါ့နော်အပြင်မှာလည်းဟိုတယောက်နဲ့တယောက်လည်းအားပေးကြတယ်ပြီးရင်ဟိုစိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ်အကိုကလည်းခွန်အားတွေပေးတယ်အဲ့လို မျိုးမောင်နှမတကယ်မောင်နှမလိုပဲပေါ့နော်အမြဲတမ်းခင်တာဆိုလို့ရှိရင်လည်း၁၀စုနှစ်တခုကြော်သွားပြီပေါ့နော်ဆိုတော့ဟိုဒီနေ့ပွဲမှာလည်းဝါလီကတချင်းလေးကိုအဲစုံမဲ့ကိုကိုယ့်ရဲ့ချင်းလေးကိုကိုယ်အားဖြစ်မယ်ပေါ့နော်ပြီးတော့အကိုရဲ့ဒီဘယ်လိုပြောရမလဲ live တက်မဲ့အာဒီ ီတချင်းဆယ်ပုတ်လုံးလေဒီနေ့မှာစတက်မှာဖြစ်တယ်တော့အဲ့ဒီတချင်းတွေကိုလည်းဒီကမီဒီယာကိုမားတွေရောဒီကဖိတ်ကြားထားတဲ့နှုပညာရှင်မောင်နှမကြီးနဲ့အတူတူကြည့်ကြမယ်ပေါ့အဲ့ online ပေါ်မှာတော့ကိုသားကြီးရဲ့ပရိသတ်တွေကလည်းဒီတချင်းလေးကိုခန်းစားရမှာပါဟိုဒီအခွေထဲမှာဆိုလို့ရှိရင်ကိုရဲလေးနဲ့လေဒိုးနှစ်ယောက်အကြောင်းဆိုတဲ့တချင်းလေးပေါ့နော်အဲ့ဒီတချင်းလေးဆိုလို့ရှိရင်လည်းဝါလူအကြောင်းနဲ့ကနားထောင်ခဲ့တဲ့တချင်းလေးလေလမ်းခွဲဖို့မဖြစ်နိုင်တော့ပါအဲအဲ့ဒါလေးတွေလေပြီးတော့ရုပ်သေးရုပ် အဲ့တချင်းလေးဆိုလို့ရှိရင်ဟိုလေးတို့ငငယ်လေးတွေကတချင်းလေးဖြစ်တဲ့တော့အဲအကိုကဗန်နဲ့ပြန်တီးထားတာမိုက်တယ်တော်တော်လေးဟိုနားထောင်လို့ကောင်းနေပေါ့နော်ဆိုတော့ဒီအနှစ်ရတာရှိတဲ့တချင်းလေးတွေကကိုသားကြီးရဲ့ပြစ်သက်တွေအတွက်လည်းပြန်လည်အမှတ်တရဖြစ်နေမယ်လို့ယုံကြည်ပါတယ်အဲ့ကိုသားကြီးရဲ့တချင်းနဲ့ဖီးခဲ့ရလဲဆိုတော့လေအဲ့ဒီရုပ်သေးရုပ်တချင်းဆိုရင်လည်းနားထောင်ကတကယ့်ကိုလေဟိုအချစ်တချင်းလေးတစ်ပုတ်ကိုလုံးဝဟိုဟိုနားထောင်လို့ကောင်းတယ်ပြီးတော့ဟိုပြောရမယ်ဆိုရင်အဲဒုနှစ်အောင်အကြောင်းဆိုလို့ရှိရင်လည်း ကိုရဲလေးနဲ့ဆိုတာလေဝိုင်းလေးကလည်းကိုရဲလေးရဲ့ fan လည်းဟုတ်တယ်။နောက်ကိုသားကြီးရဲ့ fan လည်းဟုတ်တယ်ဆိုတော့ဒီသချင်းလေးကဒီနေ့ညမှာလည်းစုံလားမသိဘူး။အဲ့သချင်းလေးအရင်နားထောင်ခြင်းနေပါပြီ။ဟုတ်ဟုတ်ကဲ့အဲအနုပညာသမားတွေရဲ့စိတ်ကလေဟိုအမြဲတမ်းပေါ့နော်အာခံစားမှုလွယ်တယ်ပြီး emotion ဖြစ်တယ်အဲ့ခံဖြစ်လာဖို့ဆိုတော့လေကိုသားကြီးအတွက်လည်းဟိုပြောရမယ်ဆိုမှတ်တိုင်လေးတစ်ခုအနေနဲ့ပေါ့နော်ပြန်လည်ထွက်ပေါ်လာတဲ့အတွက်ဝင်လေးကတော့အားပေးပါတယ်